2025ခုနှစ်နိုဝင်ဘာလအတွက်စနေသားသမီးများ၏အသေးစိတ်ဟောကိန်းနှင့်ရကြများကိုမေတ္တာချန်နယ်မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လူမှုရေးနိုဝင်ဘာလသည်စနေသားသမီးများအတွက်လူမှုဆက်ဆံရေးတွင်တည်ငြိမ်မှုရှိတော်လာဖြစ်သည်။တင်းဤစီကံရှိမှုနှင့်ယုံကြည်ထိုက်သောပင်ကိုယ်စရိုက်ကြောင့်လူများကတင့်အားအားကိုးမှုပြုလာမည်။နိုဝင်ဘာ9နှင့်15ရက်ကြားတွင်လူမှုရေးအတိုင်းဝိုင်းတွင်တင့်ကုံတည်င်းကိုမြင့်တင်နိုင်မည်။ သို့သောစိတ်ဖိစီးမှုတို့မဟုတ်အထီးကျန်စိတ်ကြောင့်လူမှုဆက်ဆံရေးတွင်အနှဲငယ်အထီးကျန်သလိုခံစားရနိုင်သည်အကြံပြုချက်မိတ်ဆွေများနှင့်အချိန်ပုံမိုပေးပြီးပွဲလန်းသဘင်များတွင် ပါဝင်ပါစိတ်ဖိစီးမှုကိုရှော့ချရန်အပန်းဖြေမှုများလှုပ်ဆောင်ပါစီးဝါးရေးစီးဝါးရေးရနိုဝင်ဘာလသည်တည်ငြိမ်မှုနှင့်တိုးတက်မှုရှိတော်လာဖြစ်သည်တင်းဤဇွဲလုံးလာနှင့်စီကံရှိမှုကြောင့်အလုံးနယ်ပယ်တွင် အောင်မြင်မှုများရရှိနိုင်သည်နိုဝင်ဘာ၁၂ရက်နှင့်၂၂ရက်ကြားတွင်ယင်းဤမြုံနယ်မှုများသို့မဟုတ် အလုတ်တဲ့အခွင့်လမ်းများပေါ်ပေါက်လာနိုင်သည်သို့သောစွန့်စားမှုများကိုတတိထားပါနိုဝင်ဘာ၁ရက်နေ့နှင့်9ရက်ကြားတွင်ငွေကြေးဆုံးရှုံးမှုများဖြစ်ပေါ်နိုင်သည်အကြံပြုချက်ငွေကြေးစီမံခန့်ခွဲမှုကိုတေချာစီစဉ်ပါစိတ်မလိုဘဲအတွေ့အကြုံရှိသူများနှင့်တိုင်ပင်ပြီးဆုံးဖြတ်ချက်များချမှတ်ပါကျမ်းမာရေးကျမ်းမာရေးရနိုဝင်ဘာလသည်တတိထားရန်လိုအပ်တော်လာဖြစ်သည်စနေကြိုဤစွန့်ရင်ကြောင့်အစ်စ်မျက်နာခြင်းချင်းအယိုးဆိုင်ရာပြဿနာများစိတ်ဖိစီးမှုတို့ဖြစ်ပေါ်နိုင်သည် နိုဝင်ဘာ၈ရက်နေ့နှင့်၁၈ရက်ကြားတွင်ပင်ပန်းနွမ်းနယ်မှုကိုတည်တည်ထားပါစိတ်ပိုင်းဆိုင်ရာအဖြစ်စိတ်တကြတက်ခြင်းကိုကာကွယ်ရန်လိုအပ်သည်အကြံပြုချက်နေ့စဉ်လမ်းလျှောက်ခြင်းယောဂတရားထိုင်ခြင်းဖြင့်စိတ်ကိုတည်ငြိမ်အောင်ထားပါ နေရောင်ခြည်ခံယူပြီးဗီတာမင် D နှင့်ကယ်လစီယမ်ဓာတ်ပြည့်ဝသောအစာအစာများစားသုံးပါ အချစ်ရေးအချစ်ရေးတွင်တည်ငြိမ်မှုနှင့်နှဆိုင်မှုရှိသောလာဖြစ်သည်ရှိပြီးသားဆက်ဆံရေးရှိသူများအတွက်နိုဝင်ဘာ၁၀ရက်နေ့၂၀ရက်ကြားတွင်ချစ်သူနှင့်နားလည်မှုပုံမိုရရှိမည် တကူရီသမားများအတွက်နိုဝင်ဘာ9ရက်နေ့နှင့်စက်9ရက်ကြားတွင်စိတ်ဝင်စားဖွယ်လူတစ်တူးနှင့်တွေ့ဆုံနိုင်သည်သို့သောစိတ်မရှိမှုနှင့်အထီးကျန်စိတ်ကြောင့်ဆက်ဆံရေးတွင်အထင်လွဲမှုများဖြစ်ပေါ်နိုင်သည်အကြံပြုချက်ချစ်သူနှင့်ယောသားစွာစကားပြောပါ အတူတူအပန်းဖြေကြီးထွက်ခြင်းသို့မဟုတ်အိမ်တွင်အတူတူအချိန်ကုန်ဆုံးခြင်းဖြင့်ဆက်ဆံရေးကိုခိုင်မြဲစေပါပညာရေးပညာရေးအရနိုဝင်ဘာလသည်အာယုံစုဆိုင်မှုနှင့်အောင်မြင်မှုရရှိရန်အခွင့်လန်းကောင်းသောလဖြစ်သည်တင်းဤစီကံရှိမှုနှင့် ဇွဲလုံးလာရှိမှုတို့ကြောင့်စာမေးပွဲများသူတေသနများပရောဂျက်များတွင်အောင်မြင်ပြီးထူးချွန်နိုင်သည်နိုဝင်ဘာ15ရက်နေ့25ရက်ကြားတွင်တင်ယူမှုအစ်စ်များစတင်ရန်အချိန်ကောင်းဖြစ်သည်သို့သောစိတ်ဖိစီးမှုကြောင့်အာယုံစုဆိုင်မှုညော့နေနိုင်သည်အကြံပြုချက်တင်ယူမှုအတွက်အချိန်စရာဆွဲပြီးဆောင်ရွက်ပါအနားယူချိန်ကိုချန်လက်မထားပါနဲ့အောက်စုလိုက်လေလာမှုများတွင်ပါဝင်ပါ နိုင်ငံသားရေးနိုင်ငံသားရေးနှင့်ခီးသွွာလာမှုအရနိုဝင်ဘာလသည်အခွင့်လမ်းများပြည့်နှက်နေသောလဖြစ်သည် နိုဝင်ဘာ10ရက်နေ့နှစ်ဆက်ရက်ကြားတွင်နိုင်ငံခြားခရီးသွားရန်သို့မဟုတ်နိုင်ငံခြားမှလူများနှင့်လုပ်ငန်းဆိုင်ရာဆက်သွယ်မှုများပြုလုပ်နိုင်သည်ထို့သောစာရွက်စာတမ်းများနှင့်ခရီးသွားစီစဉ်မှုများကိုတေချာစစ်ဆေးပါနိုဝင်ဘာ10ရက်နေ့နှင့်8ရက်ကြားတွင်နှောင့်နှေးမှုများဖြစ်ပေါ်နိုင်သည်အကြံပြုချက်ခရီးသွားမည်ဆိုပါကကြိုတင်စီစဉ်ပါနိုင်ငံခြားလုပ်ငန်းများတွင်စီကံရှိစွာဆောင်ရွက်ပါအဲကြများစနေသားသမီးများသည်စနေကြိုနှင့်ဆက်ဆက်သည့်အတွက် ယကြာများကိုအနဲ့ရောင်အပြာရောင်နီလာစသည်တို့နှင့် ပေါင်းဆက်ပြုလုပ်ရန်အကြံပြုပါသည်။စနေဂျိုနဲ့အာစုတောင်းခြင်းစနေနေ့ညနေတွင်တန်ရှင်းသောရေဖြင့်ရေချိုးပြီးစနေဂျိုနဲ့မင်းအာစုတောင်းပါ။အနဲ့ရောင်ရှိသောဘန်းတို့မဟုတ်အပြာရောင်ဘန်းနှင့်စီမီတလုံးထုံးညိပူစော်ပါ။စုတောင်းစာသာအိုစနေဂျိုနဲ့မင်းကျွန်ုပ်၏ဘဝတွင်အတားအဆီးများကိုဖယ်ရှားပြီးတည်ငြိမ်မှုနှင့် အောင်မြင်မှုများရရှိအောင်ကူညီဆောင်မပေးတော်မူပါ။အနဲ့ရောင်နှင့်အပြာရောင်အသုံးပြုခြင်း စနေနေ့တွင်အနက်ရောင်တို့မဟုတ် အပြာရောင်ဝတ်စားဝတ်ဆင်ပါအိမ်တွင်အနက်ရောင်ဖျောင်းတိုင်တို့မဟုတ်အပြာရောင်လှဆင်ပစ္စည်းများထားရှိပါရက်ကြာအတွက်အလူပြုတ်ခြင်းစနေနေ့တွင်အနက်ရောင်ဆန်ဥပမာနှချိတ်ဆန်အနက်ရောင်စားစာများဥပမာပဲပုတ်ကိုဖုံးကြီးချောင်းတို့လူတန်းပါစင်ရဲသားများအားအနက်ရောင်ဝတ်စားတို့မဟုတ်အစားစာများလူတန်းပါကြောက်မြတ်ရတနာအပြာရောင်ကျက်စပါတို့မဟုတ်နီလာကိုလက်စွပ်တို့မဟုတ်လက်ဆွဲဖြင့်ဝတ်ဆင်ပါ ်စနေနေ့ညနေတွင်စတင်ဝတ်ဆင်ရန်အကောင်းဆုံးဖြစ်သည်တတိပေးချက်ယကြများကိုယုံကြည်မှုအပြည့်ဖြင့်ပြုလုပ်ပါစနေနေ့ညနေအချိန်တွင်ယကြများပြုလုပ်ရန်အကောင်းဆုံးဖြစ်သည်နိုဝင်ဘာလတွင် စိတ်တကြတက်ခြင်းနှင့်အလွန်အမင်းစိတ်ဖိစီးမှုကိုရှောင်ကြဉ်ပါဤဟော့ဂိန်းနှင့်ယကြများသည်စနေသားသမီးများအတွက်နိုဝင်ဘာလတွင်အောင်မြင်မှုတည်ငြိမ်မှုနှင့်ကံကောင်းခြင်းများရရှိရန်အထောက်အကူဖြစ်စေမည်ဟုမျှော်လင့်ပါသည်ခုနှစ်ရက်သားသမီးအပေါင်းမိမိပြုလုပ်သောကုသိုလ်အထောက်အပံ့များရရှိပြီး စိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းမာခြင်းဖြင့်ပြည့်စုံကြသည်ဖြစ်ကြပါစေ။အတိအသင့်တင်သောဗီဒီယိုများကိုအစင်မပြတ်ကြည့်ရှုနိုင်အောင်မေတ္တာ channel လေးကို like နဲ့ follow လုပ်ပေးထားကြပါဦးနော်။